မဟာရှမ်းတက်ဂရိတ်2119ခုနှစ်မှာ2120ခုနှစ်တို့ကူပြောင်းတဲ့ရှမ်းယူရနေတဲ့ကူပွေးတော်ကိုစကိုင်းတိုင်းအထက်ပိုင်းဟုံးမလေးမြို့နယ်မောင်ခမ်းဆံပြကျေးရွာအုပ်စုမှာ2025ခုနှစ်နိုဝင်ဘာ18ရက်နေ့ကနေစတင်ပြီးစီကားတိုက်မြိုက်စွာ ကျင်းပပြုလုပ်နေတယ်လို့သိရပါဗျ။ အဆိုပါပွဲတော်ကိုစကိုင်းတိုင်းဒေတာကြီးအဆိုရအဖွဲ့တိုင်းသားရေးရာဝန်ကြီးဦးဆိုင်လိုင်ငယ် SNA တမဟာ68တက်ရင်လေတက်ရင်မူစေဆိုင်ဆိုအောင်မောက်ခမ်းစံပြကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးတန့်စင်မော်ဝိုင်လွတ်ရေးကင်းမှုရေးအုပ်တိန်ထွန်းအောင်နဲ့ရှမ်းနေ2120ခုနှစ်ရှမ်းနေရိုးရာနှစ်တကူပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌဦးဆိုင်ကျော်ကျော်တို့ကဖေးချိုးဖြတ်ဖွင့်လှစ်ပေးခဲ့တယ်လို့သိရပါတယ် တော်လဆန်းတရနေ့ဟာရှမ်းတိုင်းသားတို့ရဲ့နှစ်ဟောင်းကုံဆုံးပြီးနေတိတို့ရောက်ရှိတဲ့နေ့ဖြစ်တယ်။ရှမ်းနေတိကူကိုပြီမေတိုင်းဟုခေါ်သည်။ရှေးကဤနေတိကူအခါတမရကြာရောက်တိုင်းပွေးလန်းတပင်များစီကားတိုင်းမြိုက်စွာကျွမ်းပါခြင်း၊သူရဲကောင်းတွေအားပွေများချီးမင်းခြင်း၊စာပေဂီတအနုပညာရှင်များအားဆုပေးခြင်း၊တက်ကြီးရွယ်ဦးများအားဂ ौरव ပြုခြင်းအစဉ်လာများလေးရှိခဲ့သည်။ရှေးရိုးရထုံတန်းအရနိတိကိုကြိုးစိုးရတွင်လဲအချက်၄ချက်နှင့်အညီနိတိကိုကြိုးစိုးခြင်း နေတ္တကိုကာရပြုခြင်းရိုးရာအစားအစာဖြင့်ဧကန်ခြင်းကုသူကောင်းမှုပြုခြင်းတို့အပြင်ပျော်ဝဲရှင်ပွဲများအဖြစ်လည်းစီကားတိုင်းမြတ်စွာကျမပြုလုပ်လက်ရှိပါရယ် ရှမ်းရိုးရနိတိကူနဲ့ကောက်အိုဆုံကတ်လူ ပူဇော်ပွဲတော်အားကချင်ပြည်နယ်စကိုင်းတိုင်းရှမ်းပြည်နယ်တို့အပြင်မြန်မာတိုင်းငံလုံးရှိခရိုင်မြို့နယ်မြို့ကျေးရွာအုပ်စုကျေးရွာတို့မှရှမ်းတိုင်းသားများဟာရိုးရအစဉ်အလာမပြတ်ရှမ်းနိတိကူပွဲတော်နဲ့ကောက်တစ်စားပွဲတော်တို့အား2019ခုနှစ်ကိုဗစ် -19 ကပ်ရောဂါဖြစ်ပွားခဲ့သည့်အချိန်နဲ့နိုင်ငံရေးမတည်မငြိမ်ဖြစ်ပွားမှုအခြေအနေတွေကြောင့်အဆိုပါပွဲတော်တွေကိုအချင်းချင်းအနေဖြင့်တာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါဗျာ။